ပဝန်းကျင်မှာလူတွေအများကြီးရှိတယ်။ဇေယျအမျိုးမျိုးရှိတယ်။ကိုကြိုက်တာကိုကိုကြိုက်တယ်လို့အသီးသီးလှုပ်ပြီးတော့နေကြတာမရှိဘူးလား။ကိုကြိုက်တယ်လို့ပြောမယ်၊ကိုကြိုက်တယ်လို့လှုပ်မယ်။ကိုစိတ်ထဲကောင်းတယ်လို့ထင်တာကိုအသီးသီးပုံစံအမျိုးမျိုးနဲ့လှုပ်နေကြမှာပဲလေလူတွေက။အဲ့ဒါကိုဘလို့လုံတာကတော့ကောင်းတယ်ဘလို့လုံတာကမကောင်းဘူးလို့ကိုကဆရာကြီးတစ်တိုင်းနဲ့လိုက်ပြီးတော့ control လုပ်လို့ရမလားအဲ့ဒါကိုကိုကမကြည်မနဲ့နဲ့ဘယ်လူတော်တော်မဟုတ်လိုက်တာ များလုပ်နေတာနဲ့ပတ်သက်ပြီးတော့ကိုကဘာဖြစ်နေလဲခံစားနေတာဟုတ်လားဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကို့အတွက်ဘာမှအရေးမကြီးဘူးဗျတကယ်ကတော့သူလုပ်တာသူကံလေဟုတ်လားသူကံဟာသူ့ကိုပဲအကျိုးပေးမှာလေရှင်းရှင်းလေးနော်တကယ်ကြီးမိုက်ဗျကိုလုပ်တာကို့ကံကို့ကံဒီကို့ကိုအကျိုးပေးမယ် ဘောင်းမဲကြောင့်သူ့အကျိုးပေးမဲ့သူ့ကံတွေကိုကိုကအရေးတကြီးသွားပြီးတော့လောကုတ်ချောနေတာလေမစင်သားတဲ့မို့လားစင်သားတဲ့နေဗျာသူများအကြောင်းတွေကိုတွေးရင်တော့များသောအားဖြင့်အကုသို့ဖြစ်တာပဲများတယ်ဒါတကားကြီးမိုင်းများနားလည်နိုင်ပါလေအတွေ့အကြုံတွေလည်းပဲထက်ချီတလဲလဲများလာပါရော့မယ်စင်သားကြည့်နော်အကုသိုလ်တွေများသောအဖြစ်ဖြစ်တယ်စိတ်ထဲမှာလောဘတွေဒေါသတွေဖြစ်ရတယ်ဆိုတာသူများအကြောင်းစဉ်းစားလို့ဖြစ်တာဗျဟုတ်လား မုန်းတဲ့လူအကြောင်းစဉ်းစားကြည့်အဲ့ဒီလူပြေးလဲနေရင်ကိုသိပ်ပြီးတော့မကျေနပ်ချင်ဘူးအဲ့ဒီလူမပြေးလဲဘူးဆိုလို့ရှိရင်မဟုတ်တဲ့အပြုံးနေနဲ့ကျဉ်းနှံပြီးတော့နေတာနော်ချစ်တဲ့လူအကြောင်းစဉ်းစားမယ်ဆိုတော့ရော तू မပြေးလဲဘူးဆိုတော့ကိုကဆိုရင်ကိုပါမပြေးလဲရောဟုတ်လား तू ပြေးလဲတယ်ဆိုတော့လည်းပဲလောဘတွေနဲ့ရှင်းမှုပြီးတော့နေပြန်တာပဲဟုတ်လားများသောအားဖြင့်တော့ သူများအကြောင်းစဉ်းစားရင်ဒေါသတွေအမတန်ဖြစ်ရတယ်။မဟုတ်တာတွေလုပ်နေတာတွေကိုစဉ်းစားပြီးတော့ကြည်စမ်းလူရုပ်မာတွေမဟုတ်တာတွေလုပ်နေတာမစဉ်းစားဘူးလား။အဲ့ဒီလူရုပ်မာတာမရုပ်မာတာမသေးကြပါမယ်လို့အဲ့ဒီတည်ငါမှအဲ့ဒါလိုတွေးနေတော့ကိုကတော့ရုပ်မာသွားတာအမှန်ပဲဗျာ။လူရုပ်မာတွေလို့စဉ်းစားလိုက်တော့စိတ်ထဲမှာဘာတွေဖြစ်လာလဲ။ဒေါသတွေဖြစ်လာတယ်။ဟုတ်လား။ ကောင်းတာတွေလုပ်နေတဲ့လူတွေကိုစဉ်းစားမိတဲ့နေရာမှာတောင်းမှအလကားပါကွာထောင်မြင်လို့ရာစွန့်နေတာပါအလကားစိတ်ကောင်းနှလုံးကောင်းနဲ့လုပ်နေတာမဟုတ်ပါဘူးလို့စိတ်ထဲကဒေါသတွေဖြစ်တာရောမရှိဘူးလားရှိတယ်သူများအကြောင်းတွေကလည်းကိုယ့်ရဲ့နားထဲစိတ်ထဲကိုပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဝင်နေတာဗျာသတင်းစာတွေထဲကလည်းဝင်နေ TV တွေထဲကလည်းဝင်နေရေဒီယိုတွေထဲကလည်းဝင်နေသူများအကြောင်းတွေခေါင်းနဲ့အမြင်နဲ့ရောက်မနေဘူးလား ရောက်နေတယ်အဲ့ဓာတွေကိုစဉ်းစားရင်စဉ်းစားရင်းနဲ့ကိုတကယ်လုပ်ရမယ်အလုပ်ကိုအတွက်အင်မတန်အဖို့တန်တဲ့အချိန်တွေဟာအများကြီးဆုံးရှုံးသွားတာမသေးကြဘူးလားအချိန်ဆုံးရှုံးတာမှရိုးရိုးဆုံးရှုံးတာမဟုတ်ဘူးအာကုသူတွေဖြည့်ရင်းနဲ့ဆုံးရှုံးသွားတာဟင်တခါကြီးဒီမိုင်းမြအဲ့ဒါဟုတ်လားသူများအကြောင်းစဉ်းစားရင်အချိန်ကုန်တာမှရိုးရိုးကုန်တာလားအာကုသူဖြည့်ရင်းနဲ့ကုန်တာလားအေး ိမ်ကြတော့အေးအေးဆေးဆေးခေါင်းအေးအေးနဲ့စဉ်းစားငါရဲ့ကုံခဲ့တဲ့အချိန်တွေဟာသူများအကြောင်းစဉ်းစားရင်းနဲ့ကုံခဲ့တဲ့အချိန်တွေဘလောက်များလဲလို့စဉ်းစားကြည့်ဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားကမဟာကရုဏာနဲ့ဆုံးမလာသူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာမင်းအလုပ်မဟုတ်ဘူးတဲ့ဒါကြောင့်အဲ့ဒါကိုခေါင်းနဲ့ထည့်ပြီးတော့အလုပ်ကြီးတစ်ခုလုပ်သဘောထားပြီးတော့စဉ်းစားမနေနဲ့အပြတ်တားထားတာเนาะ ဦးဇင်းတို့ဟောတာလားဘုရားဟောတာလားဘုရားဟောတာစိတ်ချမ်းသာခြင်းညတဲ့အကျိုးရှိခြင်းညတဲ့ဆိုရင်အဲ့ဒီတားမြစ်ချက်လေးတစ်ခုကိုသာလေတိတိကျကျအနည်းဆုံးအနည်းဆက်ဆုံးဖြစ်အောင်လိုက်နာနိုင်မယ်ဆိုရင်တကယ်ကိုစိတ်ချမ်းသာကြမှာပဲမယုံရင်လက်တွေလှုပ်ကြည့်နော်သူများအကြောင်းတတ်နိုင်သမျှခေါင်းထဲကဖယ်ထားနိုင်မယ်ဆိုရင်စိတ်အင်မတန်ချမ်းသာဖို့ဤဆက်သွားပြီဟုတ်လားတကယ်ကြီးမိုင်းပြား သူများအကျိုးတွေကိုဆောင်ရွက်ခြင်းနဲ့ပရဟိတစိတ်တွေစိတ်ကောင်းနှလုံးကောင်းတွေမထားရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်။များသောအားဖြင့်သူများအကြောင်းတွေးရင်လည်းအဲ့ဒါလိုတွေးတာမဟုတ်ပါဘူး။မကျင့်တတ်တာတွေပဲတွေးကြတာများပါလေ။နော်တကယ်ကြီးမိုက်များ။ဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုယ့်အတွက်ဘာမှအကျိုးမရှိတဲ့အတွက်ကြောင့်ကိုယ်လည်းတကယ်သူတို့ကိစ္စကိုဘာမှဝင်ဆွတ်နိုင်တာမဟုတ်တဲ့အတွက်ကြောင့်အကုသိုလ်တွေများတဲ့အတွက်ကြောင့်အဲ့ဒါကိုမစင်စားပါနဲ့။ တယ်ဒါဒုတိယတားမြစ်ချက်ဆုံးမချက်ဟုတ်ရလားပရိသန်သူတစ်ပါးတို့ဤကတာကတံပြုဝမပြုဝအယယဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝေခိယအလုတ်တခုကယုပြု၍ကြည်ရှုစင်ញင်၍မနေရတောင်မြုစတော်ကြီးအနှက်ပေးတာအမတန်ကောင်းတယ်အလုတ်တခုကယုပြု၍ကြည်ရှုစင်ញင်၍မနေရဟုတ်တယ် ။တခါတလေသူများအကြောင်းတွေကိုအလုတ်ကြီးတစ်ခုကိုလုံနေရတယ်လို့ထိုင်ပြီးတော့စဉ်းစားနေတာမရှိဘူးလား။ရှိတယ်။ဆရာကြီးကတိလို့ကိုပြောတာနော်။ဟုတ်လား။အေး။ဒါကြောင့်ဦးဇင်းတို့ဒုတိယဆုံးမချက်ကိုလည်းဒီလောက်နဲ့တော်ရ။လောကမှာဒုက္ခအပြီးဆုံးလို့ပြောရမယ့်တရားဟာအာလုံးသိကြတဲ့အတိုင်းတပည့်ဆက်ကြတယ်မှာ။ဟော။ဒုက္ခသမုဒယ ဒုက္ခကိုထုတ်လုပ်ပြီးဒုက္ခကိုဖြစ်စေတဲ့တရားဟာဘာလဲလို့ဆိုတဏ္ဏပဲဖြစ်တယ်။ယာယံတဏ္ဏပွန်တို့ဘဝိကံနန္ဒီရာဂသဟကတာတတရတတရဘိနန္ဒီနီတရားထိတံကာမတဏ္ဏဘဝတဏ္ဏဝိဘဝတဏ္ဏ။တဏ္ဍရာထဲမှာဒုက္ခရောက်အောင်လုပ်တဲ့တခုတည်းသောတရားကိုနမတပ်ပြီးပြောပါဆိုလို့ရှိရင်တဏ္ဏကိုပဲပြောရမှာဖြစ်တယ်။ သူ့ရဲ့လွမ်းမိုးမှုအောက်မှာလူတွေဟာပြားပြားဝတ်နေကြချေးကျော်အလားတဏှာရဲ့ကြုံဘဝရောက်နေကြတာသို့တော်ကိုယ့်ကိုယ်ကြုံလို့သိမသိကြကွာအရှင်သခင်လို့ထင်နေမဟုတ်တဏှာခိုင်းရလုံးနေကြတဏှာဒါသည်ပြောတဏှာဒါသာတဏှာရဲ့ချေးကျွနေဖြစ်နေကြတယ်အဲ့ဒီတဏှာဟာရာယံတဏှာပေါ်နုပဝိကာ ဘဝတွေနောက်ထပ်ဘဝတွေနောက်ထပ်ဘဝတွေကိုဖန်တီးနေတာသူပဲဘဝဆိုတာဖြစ်စေတာသူပဲသူဥဆောင်ပြီးတော့လှုပ်ရှားနေတာဖြစ်တယ်လန္ဒီရာကသဟကတာမျက်စိကမြင်တဲ့အာယုံဆိုလေသဘောချက်မျက်စိနဲ့မြင်တဲ့အာယုံသဘောချပြီးနားကအပန်းကြတော့သဘောမချဘူးလားမဟုတ်ကြပြန်လားနှာခေါင်းကအနံ့ဆိုလေသဘောချပြန်လား ရိယာကအရသာဆိုလို့သဘောကျသဘောကျလို့ဒီကနေ့ခေတ်မှာစတော့ဆိုင်တွေအများကြီးကြီးပွားတာပေါ့နော်ကိုရင်ကသမီးဟင်းနဲ့တွေမရဘူးညမပြေကသမီးဟင်းနဲ့တွေမရလို့နိုင်ငံညာနာမည်တွေတက်ပြီးစားကြပြန်ရောအဲ့တော့သဘောကျလိုက်ပုံတော့မပြောနဲ့တော့နော်ညမပြေကချမောက်ဒီ ဘုံလာချင်းတို့ကောင်းရတဲ့တန်နဲ့ခင်ချီမစားတာလို့အဲ့ဒါမျိုးပေါ့စူချီသွားစားတာတို့အမျိုးဆုံးပေါ့လူတွေရဲ့အကြိုက်ဟာအတုတို့ဖြစ်တယ်အဲ့ဒါကိုတတ္တရတတ္တရဘိနန္ဒိနီဟောဟာကြိုက်တယ်ဓာကြိုက်တယ်ခြိုက်လို့ကိုမဆုံးနိုင်တစ်ခုရောသွားနောက်တစ်ခုကြိုက်ပြန်နော်ကြိုက်ပြန်တတ္တရတတ္တရဘိနန္ဒိနီ တေထိရန်ကာမတဏ္ဏယစီကမြင်ရတဲ့လူချင်းစရာအာယုနားကနားထောင်လို့ရတဲ့နှစ်သက်စရာအတန်းနှာခေါင်းနဲ့နမ်းရှိရတဲ့အနတ်အနတ်ဆိုလဲအမျိုးကိုဆုံးလို့အမွေနန္ဒဆိုင်နေသွားရောင်းလို့မလောက်ဘူးနော်လျာဆိုလာတော့ပြောနေရတတဏအဆိုးဆုံးပဲအသေးတောင်ခံပြီးတော့စားတာရတတဏ အနတော့အသေးခံပြီးရှူတယ်လို့မရှိဘူးအစားကတော့အသေးခံပြီးစားကြတယ်ဒါသိချာတယ်နော်ဝါဝါစားသိမယ်စားသိချင်သိပြီးဒီဝါဝါတော့စားတွင်းသည်မကြိုက်တွင်းသည်နဲ့မတည့်ပါဘူးဆိုတလုံးလုံးပေါ်အောင်စားပြီးတော့သွေးတက်ပြီးသိသွားဩပျော်ပျော်လေးသိသွားတဲ့သဘောပဲလူစီချိုမတည့်ပါဘူးဆိုအချိုစားမရှောင်းနိုင်တာကိုပြောပြတယ်နော် အဲ့ဒါတွေကကာမတဏှာလို့ခေါ်တယ်အဗဒာမပြင်းထန်တယ်ဒုရယထင်တာဒါတွေကအစွမ်းတတိမရှိဘူးလို့ထင်တဏှာလို့ပြောလိုက်ရင်ဒုရယကိုကိုမှမရှိတဲ့ရောင်ရောင်ဖြစ်နေအေးရစီအမြင်နဲ့အာယုံနှစ်သက်တယ်နားကကြားတဲ့အံကိုနှစ်သက်တယ်နှာခေါင်းကနမ်းရှူလို့ရတဲ့အနှံ့ လျာနဲ့လျရတဲ့ရတာခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ထိတွေ့ဆိုတာဒီจิตတ်အာရစိတ်ကူးချမ်းစီတို့အကောင့်အထည်မရှိတာလဲจิตတ်အာရကြိုက်ကြတာအဲ့ဒါကိုကာမတဏလို့ခေါ်တယ်ဘဝတဏဆိုတာကာမတဏပေါ်မှာจิตတ်ပြီးတော့ထာဝရဆိုတာကိုရချင်တာချမ်းသာကြွယ်ဝတယ်ဆိုရင်လူတွေကထာဝရပဲဖြစ်ချင်တယ်နော် တက္ကရာဆိုတာမလို့ချင်ဘူးထာဝရပဲဘဝတန်မြာထဲမှာထာဝရချမ်းသာသူဖြစ်ခြင်းမြဲတာကိုသဘောကျလို့ဘဝတဏဆိုတာတတ္တရဒိဋ္ဌိနဲ့ရှင်တွဲလာတဲ့တဏကြတော့ဘဝတဏဝိဘဝတဏဆိုတာကြတော့ဆက်ချက်ပဲပြောထာဝရရှင်တန်ခြင်းနဲ့လူရှိတယ်လို့ပဲဘဝကြီးကိုသိပြည့်ပြီးတော့ထာဝရဘယ်တော့မှမဖြစ်တာကိုကြိုက်တယ်လို့လည်းရှိတယ် ဘဝပြတ်ဆဲသွားတာကိုကြိုက်တဲ့လူကြတော့ဝိဘဝတဏှာလို့ခေါ်ဒါနိဗ္ဗာန်ကိုသဘောကျတာမဟုတ်ဘူးသူကတဏှာအနေနဲ့သဘောကျတာကိုပြောတာနိဗ္ဗာန်ဆိုတာကအတိညာဉ်နဲ့သဘောကျတာနော်နိဗ္ဗာန်ကိုရှားခြင်းနဲ့ဆိုတာအတိညာဉ်နဲ့သွားတာဒီတိုင်းဆင်းရဲဒုက္ခတွေကြုံတွေ့ရလို့ဘဝမရှိတာကိုကြိုက်တာဝိဘဝတဏှာလို့ခေါ်တယ် အဲ့ဒါတို့အချင်းချုပ်အားဖြင့်တဏ္ဏ၃မျိုးအာယုံ၆ပါးနဲ့ပြောရင်တဏ္ဏ၆မျိုးအတိတ်ကကပစ္စုပန်နဲ့မြောက်လိုက်ပဲဆိုရင်တဏ္ဏတွေဟာအလုံးသူတဏ္ဏကိုယ်တဏ္ဏတဏ္ဏဟာတရားနဲ့ရှိမျိုးဆိုတာဖြစ်တာစာကလေးတစ်ခဲကိုတောက်ရီခွက်ထဲထည့်လိုက်ရင်တောက်မဖြစ်အောင်ငမ်းပါပဲဒါပေမဲ့အဲ့ဒီပမာဏစာကဲကိုရေကန်ထဲထည့်လိုက်မြစ်ထဲထည့်လိုက်ပျောက်ပါမှာ အဲ့ဒီအခြေအနေကဘာလို့ဆိုတော့လူတွေမှာတယောက်နဲ့တယောက် quality မတူဘူးလို့ဆိုတော့အခြေအနေချင်းမတူဘူးဟေးလောကလူသားတွေလက်တွေ့ဘဝမှာလည်းဒီတိုင်းပဲလေပတ်စံရှိတဲ့လူအပြစ်ခံခြင်းမခံရတာလေအကြီးကဲနဲ့လူကြီးနဲ့တည်တဲ့လူအပြစ်ခံခြင်းမခံပြင်မှုကျွလွန်တောင်မှလွတ်နေတာတွေမရှိဘူးလားရှိတယ် ။ဘာလို့ဒါအခြေအနေကောင်းလို့ခေါ်လဲ။ပက်ဆံရှိတဲ့လူကသူကပက်ဆံကအခြေအနေကောင်းတယ်။နော်။အဲ့ဒီအခြေအနေကောင်းကြောင့်ပြစ်မှုကလွတ်တယ်။ဒါလည်းအခြေအနေကောင်းတစ်ခု။အဲ့တော့ကံတရားကလွတ်ဖို့ဆိုတာဒီလူတယောက်ဟာကောင်းတာတွေလုပ်တယ်၊ကိုချင်းတရားကောင်းတယ်။သို့သောပုရုษရှင်ဘဝမှာအကုသိုလ်လုပ်မိတယ်။လုံးဝဒီ အချင်းချင်းမကောင်းတဲ့လူတယောက်ကုသိုလ်အကုသိုလ်လုပ်လို့အကုသိုလ်အကျိုးခံရတာနဲ့ခုနကသီလသမารိပညာအချင်းလေးကောင်းရှိရတဲ့အတန်းအကုသိုလ်လုပ်မိလို့အကုသိုလ်ခံရတဲ့လူဆိုမတူဘူးသီလသမารိဆိုတဲ့အချင်းလေးကောင်းရှိတဲ့ပုဂ္ဂိုလ်ကအကုသိုလ်လုပ်မိအောင်အဲ့ဒီအကုသိုလ်ကသူ့အတွက်မှပြေပြောက်သွားတယ်လို့ဖြစ်တယ်။ကောင်းတဲ့တွေကတွမ်းမို့ခုနမကောင်းတာတွေတက်တက်လုပ်တဲ့အခြေခံမကောင်းတဲ့ပုဂ္ဂိုလ်ကြတော့ခံလေရောပဲအဲ့ဒါပို့ပြီးတော့ ပြင်လို့မရတဲ့အကုသိုလ်ဆိုတာမရှိဘူးနော်ပြင်လို့မရတာအကုသိုလ်ဆိုတာမရှိဘူးဒေဝရကြီးကအမြင့်ဆုံးအကုသိုလ်ကံသူကျူးလွန်ထားဘုရားနဲ့ပတ်သက်တဲ့လောဟိတုပါရကသံဃာနဲ့ပတ်သက်တဲ့သံဃဗေဒကလို့ဆိုဒီပြမှုကြီးတွေတစ်ခုမကနှစ်ခုကျူးလွန်တယ်ဒေဝရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဖြာထိတ်ပေးတယ်ဗာပေးတယ် အာပာယီကောနေရီကောဒေဝတ္တောဒေဝတ္တကအပင်ရောက်မှာပဲငေးချမှာပဲဟောငေးချမှာပဲ definitely ပြောတယ်အတ္တိကိသောပြင်လို့မရတော့ဘူးပူစားလို့မရတော့ဘူးကပ္ပတ္ထောဒီကမ္ဘာလုံးငရဲ့မှာခံရမယ်လို့ဒီလိုပြောတယ်အဲ့ဒီပြောဆိုခြင်းနဲ့ပတ်သက်ပြီးတော့ယဟန်ချုပ်ကတန်လျာဖြစ်တယ် ်စွာဘုရားကဘာလို့ဒီဥဒ္ဒတ်ကိုဒီလိုအတိအကျကြီးပြောနိုင်တာတော့လို့ဆိုမြတ်စွာဘုရားရှင်းပြတယ်အဲ့ဒါဒါလည်းမှတ်သားစရာတစ်ခုပဲမြတ်စွာဘုရားကဘလို့ရှင်းပြတော့လို့ဆိုဒီဝဋ်ထရဲ့တဏ္ဍမာတဲ့အဖျားလေးတော့ဇာတ်ထဲမှာတော့သာမီးပြားလို့ပြောတယ်နားလည်အောင်အဖျားကလေးအဖျားကလေးနောက်ထောက်ပြစရာနေရာကလေးအဖျားဆိုတာတည်တည်လေးဟုတ်တယ်မလား အဖျားကလေးလောက်ထောက်ပြစေရနေရာလေးမှာတောင်ကုသူဖြူစင်တဲ့သဘာဝတရားတွေမကြံတော့ဘူးတဲ့အဲ့ဒါလောက်မကြံလို့ငါများဒီလိုဟောတာအကယ်၍အဖျားကလေးလောက်ထောက်ပြစေရကုသူလေးချမ်းနေသေးတယ်ဆိုရင်ငါဒီစကားမပြောဘူးဆိုကြည့်ဒီဝရမ်းမှာကုသူတွေလုံးဝကုံသွားတဲ့ဒိဋ္ဌိမျိုးမျက်စုံပြပြောတယ်နော်အဲ့ဒီပုဂ္ဂိုလ်မျိုးမှာငဲကြမှာလို့အတိအကျပြောရတယ်ဂျန်တဲ့ပုဂ္ဂိုလ်တွေငဲကြမှာလို့ဒီကြပြောလို့မရဘူး မြတ်စွာဘုရားရဲ့ဒေသနာတော်ကအကြည့်ဟောဖို့ရင်မတူဘူးမြတ်စွာဘုရားကပါဏာတိပါဒနဲ့ပတ်သက်ပြီးတော့နိခန္ဓနန္ဒဗုဒ္ဓကြီးကဟောတယ်ပါဏာတိပါဒအမှုပြုတဲ့ပုဂ္ဂိုလ်အလုံးဟာငဲကြတယ်လို့ဒီလိုဟောတယ်ယေဆောဘုရားကြအဲ့လိုမဟုတ်ဘူးဟောပုံရှင်တခုတူမတူစဉ်းစားကြည့်သူဟောတာကပါဏတိပါဒလုတ်သူအလုံးဒီငရဲ၌ဖြစ်ဖြစ်သည် ငရဲကြသည်ဒီလိုဟောတယ်နိဂဏဗုဒ္ဓမြတ်စွာအဲ့လိုမဟောဘူးပါဏတိပါတော်နိရယတောတဏိကောပါဏတိပါတအမှုသည်ငရဲ၌ဖြစ်စေနိုင်တယ်ဒီမှုကိုပြောရတာငရဲမှာဖြစ်မယ်ဖြစ်ရမယ်လို့မပြောဘူးเนาะအကုသိုလ်မှုပြုရင်ငရဲကြမယ်လို့ငရဲကြမယ်လို့မပြောဘူးဒီဟာကငရဲကိုကြစေနိုင်တယ်လို့ပြောတာ စကားချင်းမတူဘူးငရဲ၌ဖြစ်စေနိုင်တယ်ဆိုရဲစကားကိုပြောတေချာပေါင်းကြမယ်လို့ပြောတာမဟုတ်ဘူးသို့တော့သူအကျိုးပေးရင်ငရဲကြဖို့ရှိတယ်ကောင်းတဲ့အကျိုးကိုပေးမယ်ဆိုတာဒါပြောတာဒါပေမဲ့လူတယောက်ကိုကြည့်ပြီးတော့ဒီလူကငရဲကိုသွားမှာဆိုတာဒေဝရတ်တယောက်ပဲပြောအဲ့ဒီမှာသင်္ခါရမတုံမှာဆိုရင်မြတ်စွာဘုရားဟောထားတာရှိတယ် အကုသိုလ်ကလွတ်ရလွတ်နည်းနေရှိတယ်။ကုသိုလ်ဆိုတာမကောင်းတဲ့အမှုတွေပြုမိတာကြတယ်။ပြုမိတဲ့အပေါ်မှာတောကတွေဖြစ်ပြီးတော့စိတ်စိတ်တွေဝင်ပြီးတော့နှလုံးမသားမရာမှုတွေဖြစ်နေဖြစ်ဖို့မလိုဘူး။ဘာလို့อ่ะကိုလုံးတဲ့အလုပ်ကမကောင်းဘူးလို့သိရတယ်နံပါတ်1။မားတယ်လို့မြင်။မားတယ်လို့မြင်ပြီးတော့မားချောင်းဖွင့်ဟာ ကိုမိတ်ဆွေတွေဖြစ်စေဆရာထာမဖြစ်စေမှားကြောင်းဝန်ခံပြီးတော့အဲ့ဒီအမှားမျိုးနောက်ထပ်မမှားအောင်ရှောင်ကျဉ်ရမယ်ဒါအဖြေပဲနောက်ထပ်မမှားအောင်ရှောင်ကျဉ်ရမယ်ရှောင်ကျဉ်ပြီးတဲ့အခါကောင်းတာတွေဆက်လုပ်အောင်အဲ့ဒါဆိုရင်ဒီကံကလွတ်တော်မှာမသိကြဒါပဲဖြစ်တာမဟုတ်ဘူးကံကလွတ်လွတ်တဲ့နည်းပြောတာနော်ကံကလွတ်တဲ့နည်းကံဆိုတာရည်ရွယ်ချက်တွေအများကြီးရှိတယ် ဘေးကအချမ်းရံအကြောင်းတွေပေါ်မှာမိတီးပြီးတော့ကံကအကျိုးပေးလို့ရတယ်အခြေအနေကောင်းနေမှာရှိနေတဲ့ပုဂ္ဂိုလ်ဟာဒီအကုသိုလ်ကံကအကျိုးပေးလို့မရဘူးမြတ်စွာဘုရားကလောနာကပန္လတုံမှာစာအိုးနဲ့စာခဲလေးနဲ့ပုံမှာပေးထားတာမှတ်သားစရာပေါ့ကံနဲ့ပတ်သက်လာမြတ်စွာဘုရားရှင်ကိုရောမြတ်ကဟောကြားဆုံးမပြီးတတိပေးတာရှိတယ်စရန္တိဘာလာထုံမေတာမစင်းသက်တဲ့ အသိပညာမရှိတဲ့ပုဂ္ဂိုလ်ဒုံမေဒလို့ခေါ်တယ်ဒုံမေဒစဉ်းစားဉာဏ်လုံးဝမရှိတဲ့ဘာလာမယူရဲတွေဟာအသိပညာလုံးဝကိမ့်မဲ့တဲ့မယူရဲတွေဟာဘာလို့တုံးအမိတ်တီနေဝအတ္တနာမိမိကိုယ်တိုင်မိမိရဲ့ယန္တုဖြစ်ပြီးတော့စရံတိဘဝမှာတွာလာနေထိုင်ကြတယ် တခြားယန္တုမဟုတ်ဘူးကိုယ့်အကိုပဲဖြစ်စည်းနေကြတန်မောတန်ဖြတ်တန်ကြီးတက်တန်ကြီးတက်တန်ကိုဖြတ်ဆိုတာတန်ကြီးကတန်ကိုဖြတ်တယ်လို့ပဲထိုပုဂ္ဂိုလ်တွေကကိုယ့်ရဲ့လောရကကိုယ့်ကိုဖြစ်စည်းနေတယ်မိမိကိုယ်တိုင်းဒီသာလဲမိမိယန္တုဖြစ်တယ်ကရွန်တာပပကံကမ္မံယံဟောတိကတုကပ္ပလံ အကျိုးပေးလို့ရှင်အလွန်ခံရခက်တဲ့ဆိုးကျိုးကိုပေးတတ်တဲ့အောက်တန်းကြတဲ့အလုပ်တွေကိုလုပ်နေတယ်။အောက်တန်းကြတဲ့အလုပ်တွေမကောင်းတဲ့အလုပ်တွေလုပ်ချင်အားဖြင့်ထိုလုပ်ရကြောင်ဆိုးကျိုးတွေဟာတနေ့ကိုစီရောက်လာ။ကိုမရောက်စေခြင်းမှုဆိုတဲ့ဆိုးကျိုးတွေကိုမရောက်။ဝိယစေဝါဆွဲနေတဲ့ပုဂ္ဂိုလ်တယောက်ဒီဝိယစေဝါရဲ့ဆိုးကျိုးကိုခံရမှာဖြစ်တယ်။ မရောက်စေခြင်းနဲ့ဆင်းရဲဒုက္ခတွေကိုစီရောက်လာမှာပဲဖြစ်တယ်ပေါ့အဲ့ဒါမိမိကိုယ်တိုင်ကမိမိရဲ့ယံသူဖြစ်တယ်တခြားယံသူမဟုတ်ဘူးဒါကိုရသော်ဘုရားတတိပေးပြီးတော့ဟောကြားတာပဲဖြစ်တယ်အဲ့တော့ဒီဘက်ကဒေသနာတော်ကိုကြည့်မယ်ဆိုရင်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ကောင်းတာတွေလုပ်နေသည့်အတွက်ကြောင့်မိမိကိုယ်တိုင်ကမိမိရဲ့မိတ်ဆွေဖြစ်ပြီးတော့ ကောင်းကျိုးချမ်းသာတွေရပြီးကြီးပွားနေကြတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့တော့ကိုယ့်ကိုမိတ်ဆွေလားကိုယ့်ရဲ့မိတ်ဆွေလားကိုယ့်ရဲ့ရန်သူလားဆိုတာမြေရာဆင်ရှင်သုံးသက်ကြည့်ရမယ်ရန်သူနဲ့မိတ်ဆွေဆိုတာကောင်းကျိုးပေးလို့ရှိရင်ရန်သူမိတ်ဆွေဆိုးချိုးဖြစ်ပေါ်စေရန်သူကိုယ်တဏ္ဍာမှာမကောင်းတဲ့အကျိုးတွေဖြစ်စေတည်းများ ရန်သူကလှုပ်ထတာဖြစ်တယ်ပေါ့။ကောင်းကျိုးချမ်းသာတွေဖြစ်လာသမျှမိတ်ဆွေရဲ့အကူအညီသာဖြစ်တယ်ပေါ့။ဒါကြောင့်မို့ကိုယ်တန်တယ်မှာမကောင်းကျိုးတွေဖြစ်ပေါ်လာနေပြီဆိုလို့ရှိရင်ငါဟာငါရဲ့ရန်သူဖြစ်နေပြီလို့ကိုယ့်ကိုစဉ်းစားချင်။ကိုယ့်ကိုဖြစ်စီရယ်ဆိုရဲလောရတေဟာဘာတွေနဲ့ဥပမာတူတော့ဆိုရင်ဝါပွင့်နေ ဝါပင်ကိုသိစေတယ်ကျူခွဲကကျူပင်နေပွင့်ရင်ကျူပင်သိတယ်ပေပင်ကအသီးသီးလို့ရှိရင်ပေပင်သိတယ်ငပြောပင်ကငပြောသီးသီးငပြောပင်ကိုတတ်တယ်ဒီလိုဆိုဖလံဝေကတလိန်ဟန်တုဟန်တိဖလံဖလံဝေလုံးဖလံနလံအသီးက ငပြောပင်ကိုတတ်တယ်အသီးကဝါပင်ချူပင်ကိုတတ်တယ်ဟောမကောင်းတဲ့လူရဲ့မကောင်းတဲ့စိတ်ဓာတ်ကထိုမကောင်းတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်စည်းတယ်လို့ဒီလိုဆိုလိုတယ်ပေါ့ဒါကြောင့်မလို့ဘုန်းကြီးတို့တွေမှတ်တမဲ့မနေကြရဘူးဘဝရလာတဲ့အခါမှာအတိညာဉ်ကိုအသုံးချရမယ်အသုံးချပြီး ငါသည်ငါကိုယ်တိုင်ငါရဲ့ရန်သူမဖြစ်အောင်နေရမယ်ငါသည်ငါရဲ့မိတ်ဆွေရင်းချတာဖြစ်ရမယ်လို့ဒီလိုနှလုံးသွင်းစဉ်းစားမှုလိုအပ်တယ်ပေါ့